ရှမ်းပြည်အမျိုးသားများတက်မတော် SNL အနေနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိဗမောက်မြို့ကို ပြန်လည်ထိုးစစ်ဆင်နိုင်ရေးအတွက်ဘလို့အခက်အခဲတွေရှိနေတယ်လဲဆိုတဲ့အပေါ်စစ်ရင်းနဲ့နိုင်ငံရေးအခက်အခဲတွေကြောင့်တုံ့တက်မှုတွေရှိနေကြပါတယ်။ဗမောက်မြို့ကို KYA PDF ကဒူးပူပေါင်းတပ်ဖွဲ့တွေက2025ခုနှစ်စက်တင်ဘာ15ရက်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစက်တင်ဘာ20ရက်မှာတင်ပိုက်ခဲ့တာပါ။ SNL ဘက်ကဗမောက်မျိုးပြည်လဲရရှိရေးကိုထိုးစစ်ဆင်တိုက်ခိုက်မှုတွေလက်ရှိမှာငြိမ်သက်နေတာဟာလက်နက်ခဲယံတွေအားနေတာကြောင့်ဖြစ်နိုင်တယ်လို့ တိုင်းလိုင်ရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုက်တက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်ထီအောင်က CNN သတင်းဌာနကိုပြောပါရယ်။စကိုင်းတိုင်းဒေသကြီးမှာ KIA ရဲ့နေမည်စိုးမိုးမှုကျေပြန့်လာနိုင်ပွဲရှိမရှိဟာ SNE ရဲ့ဆွမ်းဆောင်ရေးအပေါ်မှာမူတည်နေကြောင်းလည်းသူကပြောပါရယ်။ CIA တော့ကတော့လေအိမ်မောက်မှာကဒီအဒီကတော့ချက်စင်ဘက်ကကန်ဆောင်ထားတဲ့ NNC ပေါ့နော်အားနည်းတယ်လို့တော့ကျွန်တော်သိရတာပေါ့။ နောက်တစ်ခုကသူတို့ကဒီအင်းတော်မှာရတော့တဲ့ sample တွေဘာတွေကအင်းတာမှာကောင်းတယ်ပြောတဲ့ sample တွေကကျန်ပါတယ်။ဒါဒရုန်းတွေကအဲ့ sample တွေမကျော်နိုင်တဲ့အခါကျတော့ဗမောက်မှာစီးလုံဆောင်မှုကစတဲ့နေလို့ဖြစ်တာပေါ့။ဒါဗမောက်ရဲ့အမီနာအနားရဲ့အခါဆိုဗမောက်နဲ့တမန်ကပဲဝေးတော့တာ။အဲ့လိုရောက်ရှိနေပြီပဲဗမောက်ကိုမြို့ပြင်းမြင့်တက်တာနည်းနည်းဖြစ်ဖြစ်ရှိနေတာပေါ့။နောက်တစ်ချက်ကကျွန်တော်တို့ဗမာမှာကျွန်တော်ချမ်းမြေများတယ်ဆိုတာကြတော့အတူတင်းတိုးလိုက်ရင်ပြည်သူတွေကအိုးအိမ်တွေပြီးအောင်ပြည့်စုံပါလေ 天天的零六年了，当年的企业都招募的，看到嗯，今年也到哪里留了，看到嗯，嗯，女的了。嗯，去播了，家人弄对么高亩，啊，咱们去播出来个了，再就是那面面上上比较多少，就是土比较没种了，面上上比较高亩嘛的。但也没没收，我们收收出来个们还是也，那个张长木来发了不？那個 အဲ့ဒါဆိုရင်တမ်းဒီမှာဆန်နီယူရတမ်းဘာဖြစ်နေကြကြတော့သူ့အနေနဲ့ဖြစ်နေအောင်တိုက်နိုင်မယ်ဆိုရင်တော့ဒါကိုလေးလေးစုံးကကျုံသွားနိုင်မယ်ဒါကြောင့်ဆိုနိုင်အောင်တိုက်နိုင်ဆိုကြည့်ရတော့နိုင်ကြည့်လာမှာပေါ့ SNY ဟာစကိုင်းတိုင်းဒေသကြီးအလဲပိုင်းကနေအထက်ပိုင်းအထိလှုပ်ရှားနေတဲ့ရှမ်းနီလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ SNY အနေနဲ့ဗမောက်မြို့ကိုမိမိမြို့အဖြစ်ခံယူထားတဲ့အတွက်သူတို့အဖွဲ့တွေပြန်သာလာတဲ့အခါမှာပြန်လည်တိုက်ခိုက်မယ့်အနေအထားရှိတယ်လို့နိုင်ငံရေးလှလသုံးသက်သူစိုင်းမင်းက CNN သတင်းဌာနကိုပြောပါတယ်။ ဒါကဒါကတမိုင်းအရာ ကြီးရလို့ရှိရင်တော့ဒီအဲလူမျိုးရေးကရှမ်းပြည်နဲ့တဲ့ KIA အမြတ်ပြတနာတောက်လျှောက်တက်လာနေတယ်။အဲ့ဒါကတော့တကယ်ကိုဒီအဲစေတနာမှန်နဲ့မမဖြစ်ချင်းလို့ရှိရင်တော့လူမျိုးရေးတက်တနာကတော့ပုံကြီးလာနိုင်တဲ့အလားအလာရှိတယ်။ပါကြီးအခုချိန်ကြီးကရှမ်းပြည်ကလည်းတော့အင်းအားကတက်ရှိလာနေတဲ့အနေအထားရှိနေတယ်လေနော်။ အဲ့ဒီအဲ့ဒီဒေတာဖက်ကတော့အဲတစ်ဖက်ကလည်းဒီ GIA ဥဆောင်တဲ့ PDF တွေဒေါ်လာငွေတက်တက်တွေနဲ့ကူပေါင်းပြီးတော့တိုက်ပွဲဆင်နွှဲနေတယ်ဆိုတော့အလားအလာကတော့အဲရောချမ်းပုံတော့မပေါ်ပါဘူးအဲစီကောင်စီနဲ့တိုက်ပွဲဖြစ်နေတည်း၍အ SNE နဲ့လည်းဒီ EDT ဖက်မှာ GIA နဲ့နောက် PDF တွေနဲ့လည်းတိုက်ပွဲဆက်တိုက်ဖြစ်နေအောင်ပါပဲ ီအဖက်ဖက်ပေါ်တော့ဒီတိုက်နေတာကတိတ်ပွဲဆိုတဲ့ဟာကဒါတဲ့ဖက်ကတော့ဝင်သိမ်းနေနောက်ဆုံးတွေပြန်တိုက်တယ်အဲ့ဒါတဘာဝပဲလို့တော့မြင်မြင်နေတယ်ဘာဆိုပါပါပဲဖြစ်ဖြစ်ဒီဗမာဗာ SNL ကသူရဲ့မြို့ဟိုဆိုတော့သူကအဲ့လိုမျိုးခံယူထားတော့အဲ့သူအပြန်တာရဲ့ရက်ကတော့သူကပြန်ပြန်ဆိုင်နေအနေထားတော့ရှိတာပေါ့နော်ဒါပေမဲ့လက်ရှိအနေထားကတော့ဘယ်လောက်လုံနိုင်လဲဆိုတဲ့အချက်ကတော့ပြောရတော့ဖြစ်တာပေါ့နော် ။ KIA ဥဆောင်တဲ့ပူပေါင်းတပ်ဖွဲ့ဟာဗမော်မှာမြမတက်မတော်နဲ့စစ်ရေးပြင်းထန်ပြီးရှုံးနိမ့်နေချိန်မှာဗမောက်မျိုးကို2025ခုနှစ်စက်တင်ဘာ15ရက်ကစတင်တိုက်ခိုက်ခဲ့ပြီးစက်တင်ဘာ20ရက်မှာသိမ်းပိုင်နိုင်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေကြောင့်ဗမောက်မျိုးအနည်းရှိကြေးရွာတွေကဂဒူးလူမျိုးတွေဟာရှမ်းပြည်အမျိုးသားများတက်မတော် SN ထိန်းချုပ်ထားတဲ့ဗမောက်မျိုးအနောက်ချမ်းကိုထွက်ပြေးတင်းရှောင်လာခဲ့ကြတာပါ။ဗမောက်မျိုးမှာရှမ်းပြည်လူမျိုးအများဆုံးနေထိုင်ပြီးဒုတိယအများဆုံးကတော့ဂဒူးလူမျိုးတွေဖြစ်ကြပါတယ်။ ် KIA အနေနဲ့ဗမောက်ကိုရရှိသွားတဲ့အတွက်စကိုင်းတိုင်းအထက်ပိုင်းကိုရှေခါလူလက်နက်ပို့ဆောင်မှုအဆင့်ပြေးသွားကြောင်းလဲစစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။လက်ရှိမှာ SNA တပ်ဖွဲ့ဟာဗမောက်မျိုးအနောက်ဘက်ကျန်းကိုထိန်းချုပ်ထားပြီးဗမောက်မျိုးရှိတမိုင်အကွာမှာရောက်ရှိကပြန်လည်သိမ်းပိုက်ရေးကျိုးပန်းနေကြောင်းလဲသိရပါတယ်။